မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့မောင်လင်းနဲ့မဲလင်းရဲ့အိမ်မက်ကျဖြူပုံပြင်လေးပြောပြမယ်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားညခင်းမှာလမင်းကြီးကအယောင်တောက်ပလင်းထိန်နေပြီးတကားပြင်းပေါက်ကမြင်နေရတာတော့အလွန်ကိုအေးမြလှပါတယ်မောင်လင်းနဲ့မဲလင်းကမိခင်ရဲ့လက်ထဲကနူးညံ့တဲ့နှွေးနှွေးထွေးထွေး ုံလေးပေါ်မှာအေးအေးလူလူနဲ့ထိုင်ကြတယ်။မောင်လင်းကမယ်လင်းကို ကြည့်ပြီးပြောတယ်။မယ်လင်းရဲ့ဒီညလည်းအမေကိုပုံမြင်ပြောခိုင်းကြရအောင်။မင်းအိမ်မက်ထဲမှာကျေရီတောက်ပနေလိမ့်မယ်။မယ်လင်းကပြုံးပြီးအတန်ချိုချိုလေးနဲ့ပြောတယ်။အင်းအဲ့လိုဖြစ်ရင်ကောင်းမယ်။ကျေရီကို ကျမစူးစမ်းလိုက်ခြင်းနဲ့မိခင်ဖြစ်သူက သူတို့နှစ်ယောက်ကို အိယာပေါ်တက်စီပြီးတေးတန်လိုလိုစကားတန်လိုလိုနဲ့ပြောတယ်။ဒီညတော့မီးပွင့်နဲ့အိမ်မက်ကျဖြူပုံပြင်ပြောပြမယ်နော်။ဖိုးကနေမြေဝေးတနေရာမှာစကားပြောတတ်တဲ့မီးပွင့်လေးတစ်လုံးရှိတယ်။အဲ့ဒီမီးပွင့်လေးကအရန်ကျင်လာတယ်။ညတိုင်းပဲမောင်မယ်လေးတွေရဲ့အိမ်မက်သေးကိုဝင်ပြီးအိမ်မက်လှလှတွေခံပြီးပေးတတ်တယ်။တညမှာတော့ မောင်လင်းနဲ့မဲလင်းအိတ်ပျော်သွားချိန်မှာမီးပွင့်လေးကသူတို့အိမ်မက်သေးကိုဝင်လာတယ်။မီးပွင့်လေးကပြုံးပြီးပြောတယ်။မောင်မဲလေးတို့ရေဒီညကျမနဲ့အတူကျဲပြီကိုသွားကြမယ်။ဒါပေမဲ့တန်ရှင်းတဲ့နှလုံးသားနဲ့သစ္စာတရားရှိမှသာအလင်းလန်းချောင်းပေါ်မီးကတောက်ပပါလိမ့်မယ်။မောင်လင်းနဲ့မဲလင်းက တယောက်လက်တယောက်ကစုပ်ကင်ပြီးသွားကြမယ်လို့ပြုံးပြီးပြောကြတယ်။သူတို့ဟာကျဲပြည်တို့ခီးထွက်သွားကြတယ်။မီးပွင့်လေးကသူတို့ကိုမီးလင်းနေတဲ့လဲတစည်းပေါ်တက်ခိုင်းတယ်။အဲ့ဒီလဲကမီးကိုသွားရာအတိုင်းငိုးတိမ်ထဲကိုတက်သွားတယ်။အေးများတဲ့လေးညင်းလေးတွေကမျက်နှာကိုနူးညံ့စွာတိုက်သွားတာနဲ့အတူ တောင်တန်းတွေကအဝေးမှကျန်ခဲ့တယ်။နောက်တစ်ခါ မျက်စိဖွင့်လိုက်တော့သူတို့ကကျဲတွေပြည့်နေတဲ့မြို့တော်တစ်ခုကိုရောက်နေတယ်။ကျဲမင်းကလေးတွေက သူတို့ကိုအပြုံးတွေနဲ့ကြိုဆိုကြတယ်။ကျဲလေးတဦးကပြောတယ်။ဒီနေရာကတန်ရှင်းတဲ့စိတ်ရှိသူတွေအတွက်သာဖြစ်တယ်။တင်းတို့ကတန်ရှင်းတဲ့စိတ်ရှိရင်တင်းတို့နှလုံးသားကအလင်းတောက်ပနေလိမ့်မယ်။မောင်မယ်လေးတွေက အံ့အားသင့်သွားပြီးကြယ်လေးတွေတောက်ပါတဲ့မြင်ကွင်းကြားမှာပျော်ရွှင်စွာကစားကြတယ်ကြယ်လေးတွေကသူတို့ရဲ့ပျော်ရွှင်မှုနဲ့အတူပုံမူအလင်းရောင်တောက်ပလင်းလက်လာတယ်အင်းကြီးကလေးကတော့တချင်းတန်လိုလိုနဲ့ပြန်လာတယ်ချိန်ကြာလာတဲ့အခါမီးပွေလေးကပြုံးပြီးပြောတယ်အချိန်ကုန်ပြီမောင်မယ်လေးတို့ရေ မနှက်ဖြန်အမေတီမှာစိုးနေရမယ်။အိမ်ရောက်ဖို့အချိန်မှာဒါနဲ့သူတို့ကလဲပေါ်ပြန်တက်ပြီးနေရဲကနေပြန်လှည့်လာကြတယ်။တနေရာရာမှာမီးပွင့်လေးကလက်ညိုးလေးနဲ့အယောင်တောက်ပါတဲ့အလင်းတစ်စက်ကိုထည့်ပေးလိုက်တယ်။ဒီအလင်းလေးကိုမနှက်ဖြန်စဉ်းစားတဲ့အခါတန်းစင်တဲ့စိတ်နဲ့ပြုလုပ်ဖို့တတိယဖို့ပါလို့မှလိုက်တယ်။ အဲ့ဒါနဲ့တခြားအရာအလုံးလဲမီးလင်းသွားပြီးမောင်လင်းနဲ့မဲလင်းကသူတို့ရဲ့အိယာပေါ်မှာပြန်ရောက်နေကြတယ်တောင်ဘက်ကလာမင်းကြီးရဲ့အလင်းရောင်ကသူတို့ရဲ့မျက်နှာလေးတွေပေါ်မှာတောက်ပနေတယ်မဲလင်းကမျက်စိဖွင့်ပြီးတိုးတိုးလေးပြောတယ်မောင်လင်းရဲ့ကြယ်တွေတောက်ပနေတာမြင်ရတယ်မီးပွင့်လေးများဖြစ်နေသလားလို့ထင်မိတယ် မောင်လင်းကပြုံးပြီးအိမ်မက်မှုလို့ပေါ့ဒါပေမဲ့မီးပွင့်လေးစစ်မှန်တလားငါလဲသိကျင်တယ်လို့ပြောတယ်လို့ပြောတယ်အဲ့ဒီအချိန်မှာမိခင်ကအိတ်ခမ်းထဲဝင်လာပြီးသူတို့နှစ်ယောက်ရဲ့ခေါင်းပေါ်ကိုလက်နဲ့နူးညံ့စွာအုပ်ပြီးဖြည်းဖြည်းလေးနမ်းလိုက်တယ်အိမ်မက်လှလှမပါစေမောင်လင်းနဲ့မဲလင်းရေမနှက်ပြန်တော့ ကောင်းစွာနိုးထပါစေနော်အဲ့လိုနဲ့မောင်လင်းနဲ့မယ်လင်းကတညလုံးအေးချမ်းနဲ့အိမ်မက်သေးဝင်သွားကြတယ်အပြင်ကလာမင်းကလည်းတောက်ပနေပြီကျယ်တွေလည်းတောက်ပနေတယ်သူတို့အိမ်မက်သေးမှာမီးပွင့်လေးဟာမီးလင်းလင်းနဲ့ထမှန်ရောက်လာပြီးပြုံးနေတာပါပဲငွေချင်းလေးတို့ရေ ဒီပုံမြင်လေးကဘာသင်ခန်းစာတွေရလိုက်ပါသလဲတန်ရှင်းတဲ့စိတ်နဲ့သစ္စာတရားရှိတဲ့လူတိုင်းအတွက်အလင်းရောင်တစ်ခုပဲရှိပါတယ်အဲ့ဒါကသူ့ရဲ့အတွင်းစိတ်အလင်းပဲဖြစ်တယ်ညာတိုင်းမတ်တဲ့အိမ်မက်ထဲမှာလို့တန်ရှင်းတဲ့စိတ်နဲ့နေကြပါမနှက်ဖြန်လဲကျဲလေးတွေလိုအလင်းရောင်တောက်ပကြပါစေနောက်ထပ်ပုံမြင်လေးတွေ နားထောင်ခြင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ပုံမြင်တွေတင်နိုင်တွေ့ရဖို့အောကိုလည်းရွေးခဲ့ပါနော်။ကျေးဇူးတင်ပါတယ်ရှင်။